ဒီဗီဒီယိုလေးမှာရှင်းပြပေးမှာတော့ SAT tricky math question အချို့လေးဘယ်လိုပုံစံနဲ့ဖြေရှင်းလဲဆိုတဲ့အတွက်အားလေးကိုတွက်ပြပေးသွားမှာဖြစ်ပါတယ် question 1မှာ how to solve 2 power x minus 32x equal to 0လို့ပေးထားတယ်အဲ့တော့ဒီမှာဖြေရှင်းပေးရမှာဒီ x value ကိုဒီ chair တို့ကရှားပေးရပါ x value ရှားဖို့အတွက်ကိုအခုမေးခွန်းကိုကြည့်လိုက်တဲ့အခါမှာ2 power x ဆိုတာ exponential graph ကို equation ကိုပေးထားပါတယ် exponential နဲ့ 32x ကကြတော့ linear ကိုပေးထားတယ်အဲ့တော့ဒီ chair ကတချမ်းစီဟိုဘက်ဒီဘက်ခွဲလိုက်တဲ့အခါမှာ2 power x 32 32x လို့ပြင်လိုက်တယ်။အဲ့တော့ဒီမှာဒီပုံစံတွေကိုဖြည့်ရှင်းလို့ရှိရင်နဲ့ဖြည့်ရှင်းတဲ့နေရာ graphical method ကိုတုံးလို့လည်းရတယ်။ algebraic method ကိုတုံးပြီးတော့လည်းဖြည့်ရှင်းရင်ဒီချက်လို့ရပါတယ်။နောက်တစ်ခုက numerical method လို့ခေါ်တယ် inspection method ပေါ့။ဒါကြတော့အဖြေ solution တွေကိုဒီချက်လို့ substitute လုပ်ပြီးတော့ဖြည့်ရှင်းကြည့်တဲ့နေတွေပါ။အဲ့တော့ SAT မှာတကူတိထားဟိုကဒီစရုပ်ကို graphing calculator တုံးခွင့်ပေးထားတယ် graphing calculator တုံးခွင့်ပေးတဲ့အတွက်ကြောင့်မလို့ဒီဥစ္စာတခါတည်း direct graph ထဲမှာထည့်ပြီးတော့ solution ရှာလိုက်ရင်အဖြေကလွယ်လွယ်ကူကူ GeoGebra တို့ Dashmore တို့ထဲမှာထည့်လိုက်လို့ရှိရင်ချက်ချင်းအဖြေကမြင်မြန်ဆန်ဆန်ထွက်လာတယ်အဖြေမြင်မြန်ဆန်ရတယ်တကယ်လို့ walking ပြရမယ့်ပုံစံမျိုးတွေ graph ကိုကိုယ်တိုင်ဆွဲရမယ့်ဟာကြတော့ graphic method ကိုရှယ်လို့တုံးကိုတုံးရတော့မယ်ဒီ Dashmore ထဲမှာထည့်ပြတဲ့ဟာကိုဒီရှယ်ကစောင့်ပွဲမှာဒီရှယ်ကပြလို့မရအောင် ရလို့မရတဲ့ကိုကိုတိုင်း walking solution တွေထုတ်ပြရတော့မယ်ဆိုရင်တော့ graph knee ကိုသုံးပြီးတော့ဆွဲရတယ်အဲ့တော့ numerical method ကို algebraic knee ကိုသုံးတဲ့အခါကျတော့ကျေတို့ဒီမှာရနိုင်တာက integer ကိုဘယ်လိုတတ်ထုတ်လဲဆိုတဲ့ဟာလေးတစ်ချက်တွက်ပြမယ်နော်အဲ့တော့2 power x 32 a left hand side က right hand side ပေါ်မှာ x ကပါနေတဲ့ဒီချက်က left hand side မှာတစ်ချက်တစ်ဖက်ထဲမှာပြောင်းစုလိုက်မယ်2 power x by x 32အဲ့တော့ဒီနေရာမှာကလေးတော်တော်များများဒီအဆင့်မှာမှားလို့တက်ကြတာဒီ2 power x 1လို့ပြင်လိုက်တတ်တယ်။အဲ့တော့အောက်မှာဒီ denominator က x နဲ့စားရတာပါ2နဲ့စားရမှာမဟုတ်ဘူး။ base တွေ2လို့ exponent တွေကိုနှုတ်တယ်လို့ base 2တဲ့ကောင်တွေ divide လုပ်လို့ exponent ကိုနှုတ်တယ်ဆိုတဲ့ဟာနဲ့ကလေးတွေကမားတက်ကြတယ်။အခု base 2တဲ့ကောင်မဟုတ်ဘူး။အောက်က denominator ဒီ x ဖြစ်နေတဲ့အတွက်အဲ့တော့တော်တော်များများဒီလိုပြင်နေ32ကို2 power 5အဲ့တော့ x 1 5 x 6လို့မားပြီးတော့ပြင်တယ်။ဒီလိုဆိုရင်မားတက်ပါတယ်။ အဲ့တော့ဒီဟာဒီဘက်ချမ်းမှာကြတော့တကယ်လို့2 power x by x မပါဘူးဆိုရင်2 power x equal to 2 power 5အဲ့တော့ base နှစ်ခု2 2 2တဲ့အတွက် x equal to 5လို့ပြုလို့ရတယ်။ x တာမပါခဲ့ရင်အခုဒီမှာ divided by x ဒီပါနေတဲ့အတွက်ကျလို့ဒါလည်းမရ။2 power x by x အပေါ်ကတင်ထားတဲ့ exponent ကိုအောက်က denominator ဖြစ်ပြန်စားထားတာပါ။32ကိုဒီချက်ပြင်လိုက်တယ်။ 2 power 5အဲ့တော့အောက်က denominator ဒီဘက် right hand side မှာဒါ denominator 5နဲ့ဆိုင်ရင် x 5လို့ယူလို့ရတယ် numerical နေအရာ x 5ဆိုရင်ဒီလိုယူလို့ရအခု5နဲ့မစားတဲ့ဟာကိုအောက်က gain တစ်ခုဘာနဲ့မြန်စားမလဲဆိုတဲ့ဟာဒီလိုစဉ်းစားရမယ်အနောက်မှာ32နောက်မှာ1ရှိနေတယ်1ဆိုတဲ့ဟာဒီ2.2ကလည်း1ပဲ100 by 100ကလည်း1ပဲ7 by 7ဆိုလည်း1ပဲ အဲ့တော့ဒီဘက်မှာဒီချဲဒီ base က2ရှိနေတဲ့အတွက်ဒီဘက်ကိုလည်း2ဖြစ်အောင်ပြင်ကြည့်မယ်2 power 2နဲ့ဒီချဲထည့်ကြည့်မယ်အပေါ်က1ကိုဒီချဲပြင်တယ်2 power 2 by 2 power 2ဆိုရင်1ပြင်ရတယ်အဲ့တော့ဟာဟုတ်ပြီ base နှစ်ခု2နေတဲ့ multiply လုပ်ထားတဲ့အတွက်2 power 7 by နဲ့နဲ့လीလေးဖြစ်သွားတယ် အဲ့ဒါဒါဒီ2 power x by x ဒီမှာတော့ x နဲ့စားတယ်ပြီး power x တင်ထားတယ်အောက်က divide လုပ်ထားတယ် x ဒီဘက်မှာ power 7တင်ပြီး divide လုပ်တာ7မဟုတ်ဘဲနဲ့4ဖြစ်နေတဲ့အတွက်2 power 2ကိုဒီချက်ပယ်လိုက်တယ်2 power 2မဟုတ်ဘဲနဲ့နောက်ထပ်တစ်လုံးစဉ်းစားတယ်2 power 3ကိုဒီချက်လို့စဉ်းစားကြည့်မယ်အဲ့တော့2 power 3 by 2 power 3တော့2 power 5 times 2 power 3ရာ2 power 8 2 power 3ဒီ8နဲ့တွေ့တယ်ဟုတ်ပြီဒီမှာ2 power x အောက်က divided by x ဒီမှာလဲ2 to the power 8 by 8လို့တူနေရတဲ့ therefore x equal to compare လုပ်လိုက်တဲ့အခါမှာ8ဒါဒီ algebraic နီး numerical method နဲ့ဒီဆက်ရှင်းလိုက်တဲ့ဟာဒီ8တန်မိုးရတယ်အဲ့တော့ integer တန်မိုးပဲထွက်လာတယ်ဒီထဲမှာ total က solution နှစ်ခုရှိနေတာဒီဆက်ဘယ်လိုသိလဲဆိုရင်ဒီပေးထားတဲ့ဟာဒီ 2 power x ဒီ exponential အဲ့တော့ exponential ကိုဒီကျွန်တော် graph ဆွဲလို့ရှိရင် y intercept ဒီအမြဲတမ်း oris 1မှာဖြတ်တယ်1မှာဖြတ်ထားတယ်သူက increasing နဲ့သွားတယ် left to right တက်သွားတယ်1မှာဖြတ်ပြီးတော့တက်သွားတယ် graph နောက်တစ်ခုက 32x လို့ပြောထားတယ် 32x မှာ y intercept က0ဖြစ်နေတယ် slope တန်ဘောက32ဒီ steeper ဖြစ်ပြီးတော့တက်သွားတယ် ပို့ပြီးတော့ကတ်ပြီးတော့တက်သွားတယ်အဲ့တော့ဂျားထဲမှာဒီ graph နဲ့ fashion နှစ်ခုလာဖြတ်တဲ့ဟာဒီ0နဲ့1နဲ့ဂျားထဲမှာရှိကိုရှိနေတယ်အဲ့တော့အဲ့ဒီတန်ဖိုးလေးကိုဒီဆယ်လို့က decimal ကိုရှာဖို့အတွက်ကိုဒီတိုင်းအခုလိုအနည်းနဲ့ရှာလို့မရတဲ့ဒီဆယ်နောက်ထပ် logarithm form နဲ့ဒီဆယ်ပြောင်းရှာပြမယ်အဲ့တော့နှစ်ဖက်စလုံးကိုဒီဆယ် log ယူလိုက်တယ် log 2 power x equal to log 32 x လို့တည်ဆယူလိုက်တယ်အဲ့တော့ natural အခုယူလိုက်တာဒီ log base 10ကိုတည်ဆယူလိုက်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီချေ natural log ln ယူရင်လည်းရတယ်နှစ်မျိုးလုံးကြိုက်တာယူလို့ရတယ်အဲ့တော့ logarithm ရဲ့ property က exponent ကိုတည်ဆယ်အရှိကိုချလိုက်တယ် x log 2 equal to ဒီဟာနှစ်ခုကကြတော့နှစ်ခုမြောက်ထားတယ်ဆိုရင် log အရာဆိုရင် property ဟာပေါင်းလိုက်တယ် log တိ log 32 plus log x တိကျဒါကိုရှင်းမယ်ဆိုတော့ဟုတ်ပြီ x ကိုလို့ရှင်းတဲ့ log 32 log x by log 2အဲ့တော့ဒီဘက်မှာလည်း x ပါနေတဲ့အတွက်ဒီချက်ဖြည့်ရှင်းလို့ကမလွယ်ဘူးတော့ဘူးဒီ algebraic နည်းရချက်ရှင်းလို့မရနေတဲ့အတွက်ဒီချက်ဘာကိုသုံးရတော့မလဲဆိုရင် graphical method ကိုသုံးတော့မယ် graph ကိုအကူအညီယူပြီးတော့ဆွဲမယ်ဆိုရင် x tan ကို y tan ကို function နှစ်ခုဒီစက်ခွဲလိုက်တော့မယ်အဲ့တော့ဒီအပိုင်းကိုဒီစက်အောက်ကပိုင်းကိုမတုံးတော့ပဲနဲ့အပေါ်မှာပေးထားတဲ့ဒီအဆင့်မှာနေမယ်ဒီစက် left hand side ကို function တစ်ခုယူလိုက်တယ် right hand side ကို function တစ်ခုယူလိုက်တယ်အဲ့တော့ f(x) x log 2ကို function တစ်ခုယူပြီးတော့ grx log 32 log x ကိုဒီစက်ယူလိုက်တယ် graph ကိုတုံးမယ်ဒီစက် graph ကို dashmo 2မဟုတ် gog drama ဒီစက် ထည့်ပြီးတော့သုံးပြပါမယ်အခု left hand side မှာ x log base 10 log 2 base 10အောင်သုံးတယ်တစ်ချက်ကျေ green line နဲ့ဆွဲထားတဲ့ဟာ gx က log 32 base 10 black log x base 10ရတာတယ်။နော်ဒီနှစ်ခုရဲ့ intercept ဖြစ်နေတဲ့နေရာလေးကိုထောက်လိုက်ရင်0.0315မှာတစ်ချက် intersection ဖြစ်တယ်။နောက်တစ်ချက် အက green line က linear ပုံစံသွားတယ်နောက်တစ်ခုက exponential ပုံစံနဲ့သွားပြီးတော့ဒီနေရာမှာတစ်ချက်ကို intercept ဖြစ်နေတဲ့ line မှာ x အိမ်မှာသွားပြီးတော့ x 8မှာသွားပြီး intercept ဖြစ်နေတယ်အဲ့တော့ solution ဟာဒီချက်ကိုမှနှစ်ပိုင်းရတာပါတယ်နောက်အဖြေဟာ0.0.03125နှစ်ခုလုံးကို certify ဖြစ်တဲ့ intersection ဖြစ်တဲ့အဖက်ဒီ x 0.03125 or x equal to နောက်မှတ်ရရင်အဲ့ရအခုဒါဒီ approximate ယူလိုက်ရင် x equal to 0.0 31 on x equal to a ပြန်ပြီးတော့ substitute လုပ်ကြည့်လိုက်ရင်လည်း certify ဖြစ်တဲ့ equal 0ပြန်ရမယ်အဖြေလေးတွေပါအခုဒါဒီဒီဆက်သုံးပြသွားတာ graph ကိုကြည့်ပြီးတော့ geogebra of decimal ကိုတုံးပြီးတော့ GeoGebra တော့မဟုတ် decimal ကိုတုံးပြီးဖြည့်ရှင်သွားတယ်ဒီဘက်ကဟာကျတော့ဒီချက်ဒီ integer တကယ်လို့ multiple choice တွေမှာ integer ပဲပါတယ်ဆိုရင်တော့ကျတို့တန်းပြီးတော့ a = to a လို့ယူလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီအထိမရှင်းမဲနဲ့တခါတည်းဒီမှာတဲက calculator ထည့်မယ်ဆိုလဲကျတို့ထည့်လဲအပြည့်အတူတူပါပဲရပါတယ်နှစ်ချမ်းခွဲလိုက်တဲ့ function f(x) = to 2 power x ကိုတကူထည့်မယ် g(x) = to right hand side ကိုရွှေ့လိုက်တော့ 32x ကိုထည့်လိုက်လဲအပြည့်ရဒီတိုင်းပဲပြန်ထွက်ပါမယ်အဲ့တော့တတိထားမှာဒီလို ဟာမှာတန်းပြီးတော့ထည့်လိုက်ရင်8 equal to x ရဲ့တန်ဖို့8တည်ဟိုးအပေါ်မှာတော်တော်မြင့်တဲ့ပုံမှာ y value တော်တော်မြင့်တဲ့နေရာလေးမှာရောက်နေတဲ့အတွက်ကလေးတွေကမမြင်တတ်ပါဘူးအောက်က point decimal ကိုပဲသူတို့ကမြင်ပြီးတော့ရေးပြီးတော့ရွေးတတ်ကြပါတယ်ဟာအဖြစ်မပါဘူး no solution ဆိုပြီးလုပ်တတ်ပါတယ်အဲ့တော့အပေါ်မှာ graph ကိုခြုံကြည့်လိုက်လို့ရှင်ဒီလိုကအပေါ်မှာအများကြီးမှာ y intercept အကြီးမှာတွားပြီးတော့ဖြန့်နေတဲ့ဟာတွေ့လိုက်ပါမယ် SAD mass မှာတခါတရံမီလီမီတာရှိတဲ့ soft the value of x x တန်ဖိုးရှာတဲ့ဟာမှာ equation တချောင်းပေးထားတယ်အဲဒီ equation တချောင်းကနေ x value ကိုရှာတဲ့ပုံစံမျိုးလေးတွေပါအဲ့တော့အခုပေးထားတဲ့ equation ကဟိုနေ့ကပြောထားတဲ့အပေါ်မှာပြောထားတဲ့ question number 1လို့ပဲဒီချဲ equation နှစ်ချမ်းပေးထားတယ်နှစ်ချမ်းကို certify ဖြစ်အောင်လို့ဖြည့်ရှင်းတဲ့ပုံစံကလည်းပုံစံ similar ဖြစ်ပါတယ်2 power x left hand side မှာပေးထားတာက exponential ပေးထားပြီးတော့ right hand side မှာပေးထားတာဒီ0ပေးထားတာ quadratic ပေးထားပါတယ်အဲ့တော့ဒီနှစ်ခုကိုဖြည့်ရှင်းဖို့ဟို graphic any ရတုံးမယ်ဆိုရင်ဒီလို function နှစ်ခုခွဲလိုက်တယ် function f(x) နဲ့ gory function နှစ်ခုခွဲပြီးတော့ GeoGebra dashboard မှာထည့်လိုက်မယ်ဆိုရင်ဒီလိုအဖြေကိုလွယ်လွယ်ကူကူနဲ့မြင်မြင်စစ်စစ်ထွက်ပါတယ်ဒါဒီအဲ graph ကိုတုံးလို့ရတဲ့ ဖြည့်ရှင်းတဲ့ test လို့ဟာမျိုးဆိုရင်တော့ကျေလို့တက်လက်ကိုတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျေလို့ walking ပြရတော့မယ်ကိုကိုယ်တိုင်တွက်ရတော့မယ်ဆိုရင်တော့ numerical knee ကိုသုံးပြီးတော့ algebraic knee ကိုသုံးပြီးတော့ရှင်းဖို့ဆိုရင်တော့ကျေလို့ဒီတိုင်းထည့်လို့မရတော့ graph ဆွဲတဲ့ဟာတွေသိရမယ် intercept ဖြစ်သွားတဲ့နေရာတွေကိုတကယ်သိချာဒီကျေလို့ကတွက်ထုတ်ပြပြီးမှအပြေးရှာလို့ရတယ်အဲ့လိုအကြောင်းမလို့ဒီချက်ဒီပုံစံလေးကိုအခုရှင်းပြပါမယ်အဲ့လိုမဟုတ်ဘဲနဲ့ option a b c d ပေးထားတဲ့ဟာဆိုရင်လည်းတခါတည်း substitute တန်းလုပ်လိုက်ရင်ကျေလို့အပြေးကိုမြင်မြန်ထွက်နိုင်တယ် a b c d ပေးထားရင်ပေါ့ဥမာ x တန်ဖို့ဘယ်လောက်ထည့်မလဲဆို ရင် left hand side က right hand side ကတူမဲ့အဖြစ်ကိုရှာပေးတာပေးထားပြီးသားပုံစံမျိုးတွေဆိုရင်တော့လွယ်တယ် answer ရွေးရတဲ့ဟာမျိုးတွေပါအခုဘယ်လိုရှင်းမလဲဆိုရင် left hand side မှာ2ပေါက် x right hand side မှာ x ပဲရှိတယ်တကူက x potential grad တကူက quadratic graph ဖြစ်တဲ့အတွက်ကြောင့်မလို့ x potential တွေဒီ အမြဲတမ်း y intercept ဒီဆိုပြောတယ်1ပါဖြစ်တာတယ်အဲ့တော့2 power hd base က2ဖြစ်တဲ့အတွက်ကြောင့်မလို့သူက increasing နဲ့သွားမယ် base တမိုးဒီ0နဲ့1နဲ့ခြားမှာရှိခဲ့ရင်ဒီဆိုတော့ decreasing ဖြစ်မယ်1ထက် greater than ဖြစ်နေလို့ရှိရင် increasing ဖြစ်မယ်အခု base က2ဖြစ်တဲ့အတွက် increasing left to right increase ဖြစ်ပြီးတော့1မှဖြတ်ပြီးတော့တက်သွားပါတယ် x square ကိုဆွဲလိုက်တဲ့အခါမှာ parabola open up ပုံစံထွက်ပါတယ်သူရဲ့ axis of symmetry က x = 0မှာ 依啲都算 metric，好專業嘅做法。誒，啲煲嘅嘛，煲嘅嘛。 draft ကိုကြည့်ရင်တော့ဒီစရုပ်အကျန်းလေးဆွဲပြီးတော့ draft ကြည့်ရင်တော့ဖြစ်မှတ်ကနှစ်ခုဖြစ်နေပြီအဲ့တော့ဒီဂျားထဲမှာနောက်ထပ်တစ်ခုရှိနေအောင်မယ်ရှိနိုင်အောင်မယ်အင်ဒီဂျာနဲ့ဆိုရင်ဒီစရုပ်ရှာလို့ရတာဒီနှစ်ခုရလိမ့်မယ် decimal နဲ့မှာ point တစ်ခုရှိလာလိမ့်မယ် answer သုံးခုရှိနေပါတယ်ဒီဘက်မှာဖြတ်မှတ်တည်သုံးခုရှိမယ်ဘာကြောင့်လဲဆိုတော့ဒီမှာ x square ဆိုတဲ့က positive လည်းဖြစ်နိုင်တယ် negative လည်းဖြစ်နိုင်တယ်အဲ့တန်ဖိုးလေးကို negative ကိုနှစ်ခါတင်လဲ positive ဖြစ်သွားတယ် positive ကိုနှစ်ခါတင်လဲ positive ဖြစ်သွားတယ်အခုဒီ graph မှာကြည့်လိုက်လဲ negative ဘက်မှာ တစ်ခု answer တစ်ခုရှိနေလိမ့်မယ်အဲ့တော့ဘယ်နာမှရှိနိုင်တယ်ဆိုတာဒီချက်တို့ကရှားဖို့လိုတယ်အဲ့ပထမဆုံးတနည်းအားဒီချေတွက်ပြမယ်လော့ဂရန်တန်ကိုသုံးပြီးတော့တွက်ရလေရတယ်ဒီချေရွရွတန်တန်ပါဝါတွေကိုဒီချေရှင်းထုတ်ပြီးတော့ exponent power တွေကိုရှင်းထုတ်ပြီးတဲ့တွက်တန်တွေနဲ့အရှင်းလေးကိုတွက်ပြပါမယ်2 power x နောက်ဖက်စလုံးကိုဒီချေ power 1/2x တင်လိုက်မယ် right hand side ကိုလည်း x2 power 1/2x တင်လိုက်တယ်အဲ့တော့ x နဲ့ x နဲ့ cancel out ဖြစ်သွားတယ်2နဲ့2နဲ့ cancel out 2 power 1 by 2 equal to x power 1 by x i အဲ့တော့နှစ်ချမ်းလုံးကို compare လုပ်ကြည့်လိုက်တဲ့အခါမှာ2 power 1 by 2တင်တယ် x power 1 by x တင်ထားတယ်တန်ဖိုးတူတဲ့အတွက်ကြောင့်မို့ x ရဲ့ value ဒီ x equal to 2ဖြစ်ပါတယ်အဲ့တော့တကယ်လို့ဒီနေရာမှာဒီချက်က2 power 1 by 2 equal to x power 1 by x 1 by 2ရှင်းမှာ1နဲ့ multiply လုပ်ထားတဲ့အတွက်ဒီဆယ်စားထိုးကြည့်မယ်1ဒီ2 by 2လဲ1ပဲ3 by 3လဲ1ပဲ10 by 10လဲ1ပဲဒီဆယ်အငယ်ဆုံးဖြစ်တဲ့2ကိုဒီဆယ်စားထိုးလိုက်မယ်ဘာလို့လဲဆိုတော့အောက်က base မှာ2ပေးထားတဲ့အတွက်2 by 2 into 1 by 2လို့ဒီဆယ်ပြင်လိုက်တယ် x power 1 by x အဲ့ဒါဒီမှာ denominator ချင်းချင်း numerator ချင်းချင်းမြောက်မယ်နှစ်တလီနှစ်အောက်က denominator 2 times 2 are 1 by 4 equal to x power 1 by x ဒါနှစ်နဲ့ထက်ကလေ4 power 1 by 4 equal to x power 1 by 4ဖြစ်သွားတယ် အဲ့တော့4 power 1 4 x power 1 4ဖြစ်တဲ့အတွက် x equal to 4ရအောင်။အဲ့တော့ဒီဥစ္စာကြီးရဲ့ PhD ဒီစဲတော့မှန်လားမမှန်လားကို substitute ပြန်လုပ်ကြည့်မယ်။ x တန်ဖို့2နဲ့ x တန်ဖို့4ကိုဒီထဲမှာ substitute လုပ်မယ်။ left hand side မှာပေးထားတာဒီ2 power x အဲ့တော့2 power 2 equal to 4 right hand side မှာပေးထားတာက x square ပေးထားတယ်။အဲ့တော့ 2 square equal to 4အဲ့တော့ consistent ဖြစ်နေရတဲ့ x equal to 2อ่ะမှတ်နေတယ် x နဲ့ move forward ရယ် substitute လုပ်မယ် left hand side 2 power 4 equal to 16 right hand side 8 square = to 4 square 4 square ကလည်း16 left hand side နဲ့ right hand side နဲ့ consistent ဖြစ်နေတယ်အဲ့တော့အဖြေက x = to 2လဲမယ်နဲ့ x = to 4လဲမယ်နဲ့ဟုတ်ပြီအဲ့တော့ဒီချက်နောက်ထပ်တနည်းနဲ့ဒီချက်ရှင်းပြမယ်နောက်ထပ်တနည်းရဲ့ဒီချက် log grand than ယူလိုက်မယ် log grand than ယူရင်နှစ်ဖက်စလုံးကို natural log ယူလဲရတယ် log base than log ယူလဲရတယ် log 2 power x = to log a square အဲ့တော့ log grand than root ရ exponent ကိုဒီချက်အရှေ့ချလိုက်မယ် ax log 2 = to 2 log x ရ ြတယ်။အဲ့တော့နှစ်ချမ်းဖြစ်သွားတယ်။ဒီချက် log 2ကိုဟိုဘက်ကိုပို့လဲရတယ်။မပို့ဘဲနဲ့ဒီချက်ဒီတိုင်းထားမယ်ဆိုရင် function f(x) နဲ့ g(x) တစ်ချက်ခွဲလိုက်မယ်။အရှင်းမှာတော့ခဲသလိုပဲ x log 2 grx တန်ဖို့อ่ะ equal to 2 log x နှစ်ချမ်းခွဲလိုက်ပြီးတော့ဒီနှစ်ခု intersection ဖြစ်နေတာဒီသူတို့ရဲ့ x value အဖြစ်ပဲ x value အဖြစ်ထွက်လာမယ် intersect ဖြစ်နေတဲ့ line function တစ်ခု intersection ဖြစ်နေတဲ့ဟာဒီ value x တန်ဖို့ထွက်တာပဲအဲ့တော့ဒီမှာတစ်ခုတည်ထားရမှာဒီ logarithm တန်ဘေးမှာရေးတဲ့ x တန်ဖို့ဒီ oris greater than 0လို့0တဲ့ကြီးတဲ့ positive number ပဲဖြစ်လို့ရမယ် log ဘေးနားမှာ x ကနေရတဲ့ x တန်ဖို့ဒီ positive number ပဲဖြစ်မယ်ဘယ်တော့မှ negative number ပဲဖြစ်ဘူး အဲ့တော့ဒီ chat GPT နဲ့ dashboard မှာထည့်ပြမယ်အဖြေဘလိုလေးထွက်လဲဆိုတာ log နဲ့ d ဟာကို function ကိုရှင်းတဲ့အခါမှာတမျိုး parent function ကိုပြင်ရှင်းတဲ့အခါမှာ ဒီလိုပုံစံမျိုးတွေမှာမေးတတ်တာကတော့သူက positive integer ဘလောက်လဲ negative integer ဘလောက်လဲလို့ပဲ SAT မေးခွန်းတော်တော်များများမှာမေးတာများတယ် log greater than ယူလိုက်တဲ့ဟာဒီအမြဲတမ်း log ပေးမှရှိတဲ့ကောင်ဒီ orange greater than 0ကို positive number ပဲထွက်လို့ရမယ်မဟုတ်ရင် error ပြသွားလိမ့်မယ် negative value ကိုပယ်ထားတယ်ဒီတိုင်းကို solution ကိုရှင်းခိုင်းရင်တော့သူကခုနပုံမှာဒီချက်အကျန်းလေးပြလိုက်တဲ့အခါမှာ negative ဘယ်လိုထွက်လဲဆိုတာဒီချက်ပြန်ရှင်းပြမယ် f(x) a x log to base 10ကိုတစ်ချက်ထည့်လိုက်တယ် green line နဲ့ပြရတာ။အောက်က green line က grx equal to 2 log x base 10ကိုထည့်ထားတယ်။သူတို့နှစ်ခုရဲ့ intercept ဖြစ်နေတဲ့နေရာလေး x equal to 2 x တန်မိုးပဲကြည့်တယ် x equal to 2 and x equal to 4အစနှစ်ခုရှိတယ်အဲ့တော့ x တန်ဘိုးကနဘလို့2ရလဲဘလို့4ရလဲဆိုတာတခါရဲတခြားတပိတ်တန်းနဲ့ဒီမှာထည့်ကြည့်လိုက်လေဖြေထားလိုက်တန်းထွက်တယ်။အောက်ပြီးဒီချက်ရင်ဒီလိုမတော့ဘူးတခါရဲသမီးတို့တာတို့ဒီ ကလေးတို့ကဒီလိုမထဲ့ပဲနဲ့မေးခွန်းလာတဲ့ကတခါတည်း dashboard ကိုတုံးပြီးတော့ထည့်ကြည့်မယ်ဆိုရင်အဖြေဘယ်လောက်ရတာလဲဒါဒီ advanced level တွေမှာဒီ zero function တွေပုံတွေဆွဲရတယ်ဆိုတဲ့အမှာ graph တွေပုံတွေဆွဲရတယ်ဆိုလဲဒီလိုပုံစံမျိုးတွေဖြည့်ဆင်းရတဲ့ဟာတွေရှိပါတယ်နောက်ဒီဆက်မေးခွန်း function အဟာပဲဒီဆက်တွက်ပြပါမယ် f(x) 2 power x x x power 2အခုဒီပုံလေးကိုကြည့်လိုက်ပါ x intercept parabola open f နဲ့နောက်ဗမာလားဖြတ်လဲဆိုရင် -0.766 မှာဖြတ်တယ်။တွန်တာတော့ကလေးတို့တွေ့ခဲ့တယ် x 2မှာတစ်ခါဖြတ်တယ်။ x 4ကိုကြည့်လိုက်ရင် okay ပေါ်မှာတစ်ခါလာဖြတ်တယ်။ x 4ဆိုရင် y ဝင်ရိုးဒီ intercept ဒီ16တက်တယ်မှာဖြစ်နေမယ်။ x 2မှာဖြတ်ရင် item of 4ရတယ်။ဟို x minus 0.767ဆိုရင် approximate ဒီချက်ယူလိုက်ရင်0.588ပါလာဖြစ်နိုင်မယ်เนาะဒါက parent function မှာဒီချက် exponent function တစ်ခုနဲ့ quadratic function တကူကို try ထည့်ရင်အဖြေကသူ့ရဲ့ intercept ဖြစ်နေတဲ့အဖြေတီး၃ခုရှိတယ်။အဲ့တော့ logarithm နဲ့ယူရင်တော်တော်များများတည်လို့ဟာမျိုးမှာဆိုရင်တော့ရေလိုကို positive integer လို့ပဲမေးတာများတယ်။ negative နဲ့ယူမယ်ဆိုရင်တော့ဒီဘက်ကတချမ်းလေးကအဖြေမရှိဘူးမဟုတ်ဘူးရှိတယ်။ဒါမဲ့ logarithm နဲ့ယူရင် log ပေးမှဒီ or is greater than 0ဖြစ်တဲ့အတွက်ရေလိုဒီဘက်က negative 0.767ကိုရေလိုပယ်ထားတယ်။မပေါ်ဘူးပေါ့ခုန graph နှစ်ခုလုံးကိုဒီစက် compare လုပ်ပြခဲ့ပါတယ်။ ဒီနည်းနဲ့ပြင်ရှင်းလိုက်ရင် x 2 and x 4ရပါတယ်ပုံမှန်မေးခွန်းမှာတဲ့က2 x x 2မှာတခါတည်း substitute graph မှာထည့်လိုက်ရင်တော့ graphical ကိုသုံးလိုက်ရင်တော့ x 0.767 approximate နဲ့ယူရင် negative 0. 8လောက်ပတ်ချလိုက်ပါရတယ်7နှစ်ခုလောက်တော့ယူနေ negative 0.77ခုဒီလိုမျိုးမျိုးဒီ တေချာသူ့ရဲ့ရှင်းတဲ့နေမတဲ့ strategy လေးကိုသဘောပေါက်နားလဲဝိုင်းရင်အဖြေကလွယ်လွယ်ကူကူနဲ့ပြင်းပြင်းထန်ထွက်နိုင်ပါတယ်။အရန်ခက်ခဲတဲ့မျိုးကနေမှတော့မပါဘူးပေါ့နော်။သူမေးတာ what is the unit digit of 4 to the power 854ကိုမေးတာတယ်။ကျွန်တော်တင်ထားရမှာကဒီတိုင်းမှာတည်ရမယ့်အပိုင်းနှစ်ပိုင်းရှိတယ်။ unit digit ဆိုရင်ဟာကဘာကိုပြောချင်တာလဲ။အဲ့တော့ unit လို့ပြောလိုက်ရင်မီတာစင်တီမီတာတွေလက်မတွေပေတွေခိုက်တွေလား။မဟုတ်ဘူး။ဒီဥစ္စာတည် သူ့ရဲ့ place value ကိုပြောထားတာ place value နောက်ဆုံး digit ကဘယ်လောက်လဲလို့မေးတာအဲ့တော့နောက်တစ်ချက်သိရမှာ4 4 power 1 4 power 2 4 power 3 4 to the power n ဒီကောင်နေဘယ်လိုပုံစံနေဖြစ်သွားတာလဲ ဖောပါဝါရတဲ့ series လေးကိုဒီချေတို့တိထားရင်မြင်မြင်နဲ့ဖြစ်နိုင်တယ်အဲ့တော့တိထားမယ့်အချက်ကနှစ်ချက်ရှိတယ် unit digit အကြောင်းသိရမယ်နောက်ထပ်ဖောပါဝါဖြစ်နေတဲ့ပုံစံလေးတွေအကြောင်းသိရမယ်အဲ့တော့တိချေအရင်ဆုံးပထမဆုံး unit digit တွေ place value တွေကဘာမျိုးတွေလဲဆိုတာတစ်ချက်လေးနည်းနည်းလေးပြန်လွှဲပေးမယ် primary level တွေကတော့တိထားခဲ့ပြီးသားပါ2254လို့ပြောလိုက်တယ်အဲ့တော့ for ဆိုတာဒီ ခုနေရာမှာရှိတယ်ခုနေရာမှာဒီချိန်တော့ once လို့ခေါ်တယ်5ကကြတော့10နေရာမှာရှိတယ်10 2ကကြတော့ရနေရာမှာ100နေရာမှာရှိပါတယ်အဲ့တော့ဒီကောင်းကို expand လုပ်လိုက်ပြီဆိုရင်2 times 100 plus 5 times 10 plus 4 times 1အဲ့တော့ခုနေရာမှာရှိတဲ့ကောင်ကို1လို့ခေါ်တယ်လို့နောက်ထပ် unit လို့လည်းခေါ်ပါတယ်နောက်ဆုံးကင်းခုနေရာမှာရှိနေတဲ့ digit ကိုပြောတာပါ အဲ့တော့အခု place value တွေတွေအကြောင်းသိသွားပြီအဲ့တော့ဒီ4 to the power 854ကိုဒီစရုပ်ဖြတ်မယ်ဆိုရင် calculator သုံးမယ်ဆိုလဲသုံးလို့ရမှာပေါ့အဖြေဒီကနေနေအများကြီးထွက်လာပါအဲ့တော့ချမြောက်မယ်ဆိုလဲအလုံးကြီးအများကြီးမြောက်သွားပါစရုပ်ဘလို့မှမဖြစ်နိုင်မဖြစ်နိုင်တဲ့အတွက်ဒီစရုပ်4 power ကြီးဘလို့ပုံစံမျိုး series လေးတွေဖြစ်နေတာလဲဆိုတဲ့အကြောင်းလေ့လာကြည့်မယ်ပထမဆုံးအနေနဲ့အဲ့တော့4 power 1 4 power 1ရဲ့ value က4 4 power 2က16 4 power 3 64 4 power 4 256နော် power power 40ကြီးလိုက်တဲ့အခါမှာတထက်တင်ထားတယ်ပေါ်ပါဝါ1တင်ထားရင်ဒီဆယ်လို့အဖြစ်ဒီနောက်ဆုံးခုနေရ unit digit ကိုပဲဒီဆယ်ကြည့်မယ်ရှေ့ရကောင်လေးကြည့်စရာမလိုဘူးသူမေးတာ unit digit ဖြစ်တဲ့အတွက်ပေါ်ပါဝါ1တင်တာတော့4ပေါ်ပါဝါ2လည်းတင်လိုက်တော့ unit digit 6ဖြစ်သွားတယ်ပေါ်ပါဝါအခု3တင်လိုက်တယ်4ပြန်ဖြစ်သွားတယ်ပေါ်ပါဝါ4တင်လိုက်တယ်6ဖြစ်သွားတယ်အဲ့တော့ 1 3တင်ထားတဲ့အခါမှာ odd number တွေတင်ထားရင် unit digit တွေ4ဖြစ်နေပြီးတော့ even number ဖြစ်တဲ့2လို့4လို့တင်ထားရင် unit digit က6ဖြစ်နေတယ်အဲ့တော့မကျင်နေသေးဘူးဟုတ်ပြီဒီချဲတော့နောက်ထပ်တစ်ထပ်ထပ်ထည့်ကြည့်အောင်4 to the power 5ထည့်ကြည့်မယ်1024ဖြစ်တယ်အဲ့တော့4 to the power 5ဒီ odd number ထည့်လိုက်တယ်ဒီချဲတော့ unit digit ကပြန်ဖြစ်သွားတယ်4ပြန်ဖြစ်သွားတယ်ဟုတ်ပြီဒီချဲရေးမကျင်နေသေးဘူးနောက်ထပ်တစ်လုံးထည့်ကြည့်အောင်ချဲတော့ 4 to the power 6ထဲကြည်လိုက်တယ်4 096ပြတ်သွားတယ်အဲ့တော့ even number ထဲလိုက်တယ်6ပြန်ဖြစ်သွားတယ်အကောင်လုံးက unit digit တည်တည်4646460တည်ပဲအကောင်လုံးရနေတယ်။အဲ့တော့အခုဒီချေတို့ကိုစဉ်းစားခိုင်းတာက တွက်ခိုင်းတာက4 to the power 854 54တခိုင်း။အခု4ကို အေးဘက်ပါဝါရေးရေးစတင်လိုက်ပြီဆိုရင် unit digit တည်တည်60ရထွက်တယ်အခုဒီချေတို့854တည်နောက်ဆုံး gain ကစုံ gain event တင်တာ4ဖြစ်တဲ့အတွက် event power တင်ထားရင်ဒီမှာ unit digit ဘယ်လောက်ဖြစ်မယ်တဲ့လဲအခုလိုပုံစံမျိုးလေးတွေဒီချေနောက်လာမယ့် video လေးတွေမှာလည်းဆက်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်